ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ်အပီဆိုဆက်ခွန်ရဲ့အစမှာတော့အိမ်ပျော်နေတဲ့ဗီနီကို ပြသထားပါတယ်ဗီနီလဲနှုတ်နှုတ်ချင်းသူမစေးပဲထားထားတဲ့ပကံတွေကို စီးနေတဲ့သူ့အမေကိုကြွေလိုက်ရပါတယ်ဗီနီလဲသူ့အမေကိုစီးရုံမှာဆက်မနေပဲအိမ်ပြန်လာလို့ဆိုပြီးတော့စကားစပါတယ်ဒါပေမဲ့သူ့အမေကတော့စီးရုံတက်လဲပိုက်ဆံကုန်လာပဲအဖတ်တင်မှဖြစ်ကြောင်းနဲ့ဗီနီတွေကျောင်းစေးကလည်းရှာရမှဖြစ်တာကြောင့်စီးရုံကနေ ဆင်းလာလိုက်တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဖီနီကလည်းကိုယ့်ကိုယူမဆိုင်တဲ့သူ့အမေကိုကြည့်ပြီးတော့စိတ်တူသွားတာကြောင့်အမေကျွန်တော်တို့ဘာမှပူစရာမလိုဘူး။ပြီးတော့ကျောင်းစီကလည်းမလိုတော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ဖီနီလည်းပြောလိုက်ပြီးမှသူကြောင်းထုံးခံရတာသူ့အမေသိသွားရင်စိတ်မကောင်းဖြစ်သွားမှာကိုသိတာကြောင့်သူ့စကားကိုရပ်လိုက်ပါတယ်။ဒါပေမဲ့သူ့အမေလည်းဖီနီပြောတာကို ကြားပြီးတော့ဟမ်ตาเจ้ามา တခခုများဖြစ်လို့လားပြီးတော့ဒီနေ့ကြောင်းမသွားဘူးလားဆိုပြီးတော့မေးလိုက်ပါတယ်ဗီနီကတော့ဒီနေ့ကကြောင်းရဲ့နှစ်ပတ်လည်နေ့ဖြစ်တာကြောင့်ကြောင်းပိတ်ထားတယ်ဆိုပြီးတော့လိန်ပြောလိုက်ပါတယ်ဗီနီရဲ့မိကတော့သူ့သားကိုမယုံတာကြောင့်မိကုံးတွေဆက်မေးတော့မယ့်အချိန်ပါပဲအင်ရှိကလည်းဗီနီကို ခေါ်နေတဲ့အတန်တွေကို ကြားလိုက်ရပါတယ်မီနူတို့ကတော့ပြိုင်ပွဲကိုသွားချဖို့တွေဗီနီကိုလာခေါ်နေကြတာဖြစ်ပါတယ်ဒီလိုနဲ့ဗီနီလေတကားပေါက်ကိုဖွင့်ပြီးတော့ မင်းတို့ကိုသူထွက်လာခဲ့မယ်ခဏဆောင်ဆိုပြီးတော့ပြောလိုက်ပါတယ်ဖီနီမီကလည်းမင်းတို့ကိုထွက်လာပြီးတော့ဒါသားရဲ့တငယ်ချင်းတွေလားဆိုပြီးတော့မေးလိုက်ပါတယ်မင်းတို့ကလည်းဖီနီမီကိုယူတဲ့တည်းပြန်ပြီးတော့နှုတ်ဆက်လိုက်ကြပါတယ်ခဏနေတော့ဖီနီလေသူတို့အသင်းဟူဒီကိုဝတ်လိုက်ပြီးတော့သူတငယ်ချင်းတွေနဲ့အတူထွက်သွားပါတယ်ဖီနီမီကတော့သူ့သားကိုဒီလိုကောင်းကောင်းမွန်မွန်တငယ်ချင်းတွေနဲ့မြင်ရတော့ ကျေနှက်နေခဲ့ပါတယ်။ဒီလိုနဲ့လမ်းပေါ်မှာတော့စပင်းသမားအချင်းချင်းတယောက်နဲ့တယောက်စကားများနေကြပါတယ်။သူတို့ကလည်းကားလမ်းမကြီးပေါ်မှာရပ်ပြီးတော့စကားများနေရကြအောင်ပြိုင်ကားနဲ့ကောင်းတကောင်ကရောက်လာပြီးတော့သူတို့ကိုစပင်းနောက်ပဲစီပြီးတော့တောက်ကြီးတောက်ကျယ်တွေပြောမနေဘူးနဲ့ဒီလမ်းကမင်းတို့အဖေရဲ့လမ်းမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီလိုနဲ့စပင်းသမားတွေနဲ့ကားပေါ်ကကောင်းတယ်လေထပ်ပြီးတော့ပြဿနာတက်ကြပြန်ပါတယ်။ တော်လည်းသူတို့ဖြစ်နေတာကိုကြည့်နေကောင်းတော်မူလာပါတယ်။မင်းတို့ကလည်းဒုံရဲ့ကားပေါ်ကနေကားသမားနဲ့စပင်းသမားတွေပြဿနာတက်နေရကိုကြည့်ပြီးတော့စိတ်ဆင်းရဲနေပါတယ်။ချွန်းတော်မင်းတို့လည်းသူ့ဘေးနားကိုပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ဖီနီနဲ့တွင်ကကလစ်သိကလင်မောအိတ်နေကြတာကိုတွေ့လိုက်ရပါတယ်။မင်းတို့လည်းအခုပြန်ပွဲကို သွားနေရတော့သူတို့ကအေးအေးချမ်းချမ်းအိတ်နေတယ်လို့ဆိုပြီးတော့ပွားစီပွားစီကြော်နေပါတယ်။မဲလွန်ကြီးကတော့မင်းတို့ကိုသူတို့အိတ်ပါစီကွာ။ ခုချိန်မှာအိတ်ဓာနဲ့စားတာကမင်းတို့အတွက်အကောင်းဆုံးဆေးပဲဒါနဲ့ငါပြောရအောင်မင်းဂျွန်စီမှာမင်းတို့လိုတငယ်ချင်းတွေရလာတော့ငါအရင်ဝမ်းသာမိတယ်အရင်ကဆိုရင်တင်ကအခုလိုမဟုတ်ဘူးကွာသူကအမြဲတမ်းပြဿနာပဲရှာနေတော့ငါတို့ကလည်းသူတို့ခုခုဖြစ်သွားမှာကိုပဲအမြဲတမ်းစိတ်ပူနေရတယ်။သူကငါတို့နဲ့ပဲကြီးပြင်းလာတာဆိုတော့ငါတို့အပြစ်လည်းမကင်းဘူးပေါ့လေ။ဒါမှမဟုတ်သူမေတို့နဲ့တငယ်ချင်းဖြစ်ပြီးတော့သူအများကြီးပြောင်းလဲသွားတာကွာ မင်းတို့လည်းသူ့ကိုဂယူးဆိုင်ပြေးကြပါကွာဆိုပြီးတော့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့စူညာနေတဲ့စာသင်ကတခန်းကိုပြထားပါတယ်ပြောချင်ပါပဲစူညာနေအောင်လုပ်နေတဲ့အဖွဲတွေကကောင်းတဲ့ကောင်ကိုစပင်းအဝါရောင်တဲ့ကောင်ကဖနှက်လန်လမ်းပြလိုက်ပြီးတော့ရောက်နေမင်းတို့ပစ္စတွေကိုပိတ်ထားကြစမ်းငါအချင်းကမင်းတို့အတိုင်းနဲ့လုံးဝအိတ်လို့မရဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ကူဆောင်ကတော့ဖီနီမရှိတော့ဒီကောင်တော်အတန်ကျန်နေပါလားဆိုပြီးတော့တွေးနေပါတယ် ပြီးရင်တော့ကိုဆောင်ကသူ့ရှိကကောင်းတကောင်ကိုဒီနေ့ TV မှာဖီနီပါလာလိမ့်မယ်ဆိုပြီးတော့ပြောက TV ကိုဖွင့်ခိုင်းလိုက်ပါတယ်ပြောချင်ပါပဲဆွမ်းနာကဇပင်အဝယ်အောင်နဲ့ကောင်ကဘာဝင်လာပြောနေရလဲဖီနီလိုကောင်က TV မှာပါလာမယ်ဟုတ်လား TV အစီအစဉ်ကအကောင်တွေယူမြနေကြလားဆိုပြီးတော့အတန်ကြဲကြဲနဲ့ပြောနေပါတယ်ဒီလိုနဲ့ကိုဆောင်နဲ့တစ်ချက်ကြည့်လိုက်ပြီးတော့အဲ့တော့မင်းကဘာဖြစ်ကျင်ရလဲဆိုပြီးတော့ပြောလိုက်ပါတယ် ်ထူချင်ကျတော့သပင်းဝါနဲ့ကောင်လေးငြိမ်သွားပြီးတော့ပြန်မောက်အိတ်နေခဲ့ပါတယ်ကျွန်တော်ဆောင်းနကကိုဆောင်းရှိကကောင်ကလည်းတီဗီကိုသွားဖွင့်လိုက်ပါတယ်ဒီလိုနဲ့ကိုဆောင်းလည်းသူ့တငယ်ချင်းဖီနီကိုတီဗီဘောကနဲ့စောင့်ကြည့်ဖို့ပြင်နေခဲ့ပါတယ်ကြီးပဲမှာတော့ကျွန်တော်လည်းပြန်ပွဲကြီးကိုရောက်လာခဲ့ကြပါတယ်သူတို့ရောက်ရောက်ချင်းပါသူတို့စီကိုကိုတီမောင်တို့ကဆက်ဆက်မြန်မြန်ကြီးရောက်လာခဲ့ပြီးတော့မင်းတို့ဒီနေ့တွင်တေကြရောပြင်ဆင်ခဲ့ကြရလားဆိုပြီးတော့မေးနေပါတယ်မင်းတို့ကလည်း ဒါပေါ့ပြင်ဆင်ခဲ့တာပေါ့ဆိုပြီးတော့ပြန်ချိန်လိုက်ပါတယ်။ဂျွန်ကတော့ငမဲကိုမြင်မြင်ချင်း Bro မတွေ့ရတာကြာပြီနော်ဆိုပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ငမဲကတော့ဂျွန်ထံသူ့ဖနာလေးကိုစိတ်မကောင်းစွာနဲ့ကြည်နေခဲ့ပါတယ်။ထို့နောက်ဂျွန်စီကိုပြေးသွားလိုက်ပြီးတော့သူ့ဖနာလေးအစင်းမှပြေးရလားဆိုပြီးတော့ပြန်စစ်နေခဲ့ပါတယ်။ထို့နောက်ကိုတီမောင်ကလည်းဂျေနာကိုရောက်လာပြီးတော့ဂျေကပထမနဲ့ပြိုင်ပွဲပြီးကြတဲ့ကကစားသမားတွေကြားမှာနာမည်ကြီးနေပြီးတော့လူတိုင်းကလည်းဂျေကိုအာယုံဆက်နေရကြတော့ သတိထားဖို့ပြောနေခဲ့ပါတယ်။တကယ်တမ်းမှာလဲကျွန်တော်တို့ monster တို့အပါဝင်လူတန်းကခြေတို့အဖွဲ့ကိုစောင့်ကြည့်နေကြတာကိုကြည့်ရပါတယ်။ယူမီရဲ့အဖွဲ့သားတွေကတော့မဂ္ဂဇင်းမှာပါလာတဲ့ယူမီကိုကြည့်ကယူမီကဘလောက်လာကြောင်းချီးကျူးနေကြပါတယ်။ဒါပေမဲ့ယူမီကတော့တပုံဆရာကအောက်ကနေပင့်ပြီးတော့ရိုက်ထားတာကြောင့်သူ့ရုပ်ကဝဲဖြစ်နေတယ်ဆိုပြီးတော့ပြောက မကြည်မနှဖြစ်နေပါတယ်။အဲ့ဒီချိန်မှာပဲယူမီကဗင်နီကိုတွေ့လိုက်ရတော့ဝမ်းသာသွားပြီးတော့လမ်းပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ ဒါပေမဲ့ဗင်နီကတော့သူတို့ကိုအဖက်တော်မလုပ်ဘဲနဲ့လက်ထွက်သွားခဲ့ပါရဲ့ယူမီကတော့သူ့ကိုအဖက်မလုပ်တဲ့ပုံစံလေးကိုကြွေနေခဲ့ပါပြီချေချေပါပဲစပီကာတွေကနေဒုတိယမြောက်နေ့ရဲ့ပြိုင်ပွဲကစတော့မှဖြစ်တဲ့အတွေ့အသင်းတွေအားလုံးကိုလူနဲ့ကိုစုနေကြဖို့ပြောလိုက်ပါရဲ့ဂျီတို့ရဲ့အိမ်မှာတော့ဂျီရဲ့ညီကအိမ်ကိုအစောကြီးပြန်ရောက်လာပြီးတော့တီဗီကိုဖွင့်ကြည့်နေပါရဲ့ကျွန်တော်လည်းမနေ့မီနူနဲ့ဂျီတို့ပြိုင်ပွဲအကြောင်းပြောနေတာကိုအမှတ်ရသွားပြီးတော့ပြိုင်ပွဲလာမယ့် channel ကိုပြောင်းလိုက်ပြီးတော့ စောင့်ကြည့်နေခဲ့ပါတယ်။ပြိုင်ပွဲဘက်အချက်မှာတော့ပြိုင်ပွဲတင်ဆက်တဲ့ဘဲကြီးကဒီနေ့ပြန်ရမယ့်ပြိုင်ပွဲတွေရဲ့အကြောင်းကိုစတင်ပြီးတော့ရှင်းပြပါတယ်။ဒီနေ့ပြန်ရမယ့်ပြိုင်ပွဲလမ်းကြောင်းကတော့စောက်လို့ရေးလုပ်ငန်းတွေပြည်နေတဲ့လမ်းကြောင်းမှာကစားသမားတွေကပြန်ရမှာဖြစ်ပါတယ်။ပြိုင်ပွဲလမ်းကြောင်းကကစားသမားတွေအတွက်အရန်အန်ဒီရဲ့များတာရောက်ပြိုင်ပွဲရဲ့နေရာတော်တော်မြတ်မြတ်မှာ စီးကူတွေနဲ့လုံခြုံရေးခုနန်းတွေကိုနေရာချထားပါတယ်။ကဲဒီနေ့ပြိုင်ပွဲရဲ့ပုံစံကတော့ တင်းအိမ်နဲ့တင်းဘီးဆိုပြီးတော့တပွဲကိုအသင်းနှစ်သင်းကအပြိုင်ဆိုင်ပြန်ရမှာဖြစ်ပါတယ်။ပြီးတော့ပြိုင်ပွဲဝင်အဖွဲ့အတိုင်းကလည်းကို့အသင်းကလည်းလက်ရွေးစင်ကစားသမားနှစ်ယောက်ယူရေးထားမှာဖြစ်ပြီးတော့တသင်းကိုနှစ်ယောက်စီဝင်ပြိုင်ရမှာဖြစ်ပါတယ်။ဒီလိုနှစ်ယောက်နှစ်ယောက်ပြိုင်မဲ့အချိန်မှာပထမဆုံးပန်းဝင်နေတဲ့သူရဲ့အသင်းကနောက်တစ်ဆင့်ကိုတက်သွားမှာဖြစ်ပြီးတော့ရှုံးတဲ့အသင်းကပြိုင်ပွဲကနေထွက်ရမှာဖြစ်ပါတယ်။ဒီပွဲမှာကကို့အသင်းသားအရင်ပန်းဝင်နိုင်ဖို့အတွက် တခြားကစားသမားတယောက်ကကြိုက်တဲ့နေစနစ်ကိုသုံးလိုက်ပြီးတော့တခြားအသင်ကကစားသမားနှစ်ယောက်ကိုညံရှိသလောက်ကိုကွန်ထရိုးလိုက်လုပ်နိုင်ပါတယ်ကစားသမားတွေကတော့ဒီဘွဲကတယောက်နဲ့တယောက်ညက်တာမျိုးတွေပါလာနိုင်တဲ့အပြင်လမ်းကြောင်းကပါ အရန်အန်ရဲ့များတာကြောင့်ချွေးပြန်နေကြပါတယ်ဒီလိုပြိုင်ပွဲမျိုးကိုစောင့်နေတဲ့ဖီနီကတော့ဒီနေ့ပြိုင်ပွဲကိုသဘောကျနေခဲ့ပါတယ်ဒီလိုနဲ့ပြိုင်ပွဲရဲ့အသင်းစရားတွေကိုပြတ်သားတဲ့အချိန်မှာတော့ဟမ်မီဘက်အသင်းကစမတ်ခရိုးဆိုတဲ့ ညံကောင်းတဲ့ဘဲလေးတွေနဲ့ပြန်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအဖွဲထဲကတကောင်ကတော့အဲ့ဒီတင်တဲ့ကတယောက်ကပထမနေတော့ကစောက်ရွံကြမ်းပြတ်သွားတယ်တည်ရမလား။ဒရုန်းနဲ့ပြန်ရမှာဆိုတော့ငါတို့တတိတော်ထားရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ထိုချိန်မှာတော့မီနူကအသင်းတော်တွေကိုအခုကနေရဝင်ပြန်ရမှာဆိုတော့ဘသူဝင်ပြန်မှာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ဂျီကတော့ချက်ချင်းပဲငါပြိုင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အားလုံးကလည်းဂျီကအရန်ကြွက်ကြနေတာကိုအံ့ဩနေကြပါတယ်။ ဒီလိုနဲ့နောက်တစ်ယောက်ကဘာသူဖြစ်မလဲဆိုတာကိုတစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြရင်ဖီနီကငါဝင်ပြိုင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးရင်တော့ဖီနီကခြေဘက်ကိုလက်လာပြီးတော့ငါလည်းမင်းနဲ့တူတူပြန်ရဖို့ကိုစောင့်နေရဆိုပြီးတော့ပြောလိုက်ပါတယ်။မင်းတို့လည်းဖီနီရဲ့စကားကြောင့်တမျိုးကြီးခံစားလိုက်ရပါတယ်။ဒီလိုနဲ့ပထမဆုံးပွဲစဉ်တွေမှာတော့ပြိုင်ပွဲဝင်အသင်းတွေကတသိန်းနဲ့တသိန်းအနေရများတဲ့လမ်းကြောင်းပေါ်မှာအပြင်းထန်ပြန်ဆိုင်နေကြတာကိုတွေ့ရပါတယ်။ကစားသမားတွေကလည်းသူတို့စီစဉ်ထားတဲ့အတိုင်းပန်းနိုင်ကို ရင်ရောက်ဖို့အတွက်သူတို့ရဲ့အကွက်တွေကိုထုတ်သုံးနေကြပါတယ်ဒီလိုနဲ့ပန်းဝင်လာတဲ့သူတွေကလည်းပန်းဝင်လာကြပြီးတော့မတော်တဆဖြစ်တဲ့သူတွေကလည်းဖြစ်ကုန်ကြပါတယ်ဒီလိုနဲ့ဝန်ထမ်းတယောက်က၆ပွဲမှပြန်ပွဲမှပြန်မဲ့ကစားသမားတွေပြန်ပွဲဝင်ဖို့အတွက်အစင်းသိပြင်ထားကြပါဆိုပြီးတော့ပြောလိုက်ပါတယ်ဒီလိုနဲ့ဟမ်မီဘက်အဖွဲ့ရဲ့ဆရာကြီးနှစ်ယောက်ကလည်းထွက်လာခဲ့ကြပါတယ်တခြားကစားသမားတွေကလည်းအရင်ပွဲတုန်းကကြမ်းပြထားတဲ့ခြေကိုအာယုံဆိုင်နေခဲ့ကြပါတယ် ဒီလိုနဲ့ဒီပန်းလေးကိုဒီနေရာမှာပဲအဆုံးသတ်ထားပြီးတော့နောက်လာမယ့်အပိုင်းမှာတော့ဂျီနဲ့ဖီနီတို့ယခုပြိုင်ပွဲကိုဘယ်လိုမျိုးအကွက်တွေပြက်ကပြိုင်ဆင်သွားကြမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာထိလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ